ချက်စီနီးပြမော်ရစ်ကာကအင်္ဂလန်တိုက်စစ်ကစားသမားကိုပါမာကိုနှစ်ပတ်ကနေသုံးပတ်ထိအနားပေးသွားမယ်လို့ပြောကြားခဲ့ပါတယ်။ပါမာဟာလက်ရှိချိန်မှာပေါင်ကျန်တရားရရှိနေပြီးပိုမိုဆိုးရမသွားစေဖို့နဲ့အော်တိုဘာလနိုင်ငံတကာရေတရပ်ပတ်အလွန်မှာကြက်ခိုင်မှုပြည့်နေကစားနိုင်မှုအတွက်မော်ရစ်ကာကအခုလိုဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ကိုရတန်ရပိုဆိုးရမသွားအောင်နည်းနည်းလောက်ကောက်ွယ်ပေးဖို့ကျွန်တော်တို့ဆုံးဖြတ်လိုက်တာပါ သူ့ကိုရာနှုံးပြည့်ကြန့်ခိုင်မှုနဲ့ပြန်တွေ့ရဖို့နိုင်ငံကရေတရက်ဘက်မတိုင်ခင်နှစ်ဘက်ကနေသုံးဘက်ထိအနားပေးသွားမှာပါလို့မော်ရက်စကာကပြောကြားခဲ့ပါတယ်။ဒါကြောင့်ပါမာအနေနဲ့လာမယ့် Brighton နဲ့ပွဲမှာပါဝင်နိုင်မှာမဟုတ်သလို Benfica နဲ့ Champions League ပွဲ Liverpool နဲ့ Premier League ပွဲတွေကိုလည်းရဲချော်ရမယ်လို့သိရပါတယ်။ Chelsea တင်းဟာလက်ရှိအချိန်မှာဒဏ်ရာရကစားသမားတွေများပြားနေပြီး Brighton နဲ့ပွဲကိုလွဲချော်မဲ့ကစားသမား10ယောက်လောက်ရှိနေတယ်လို့သိရပါတယ်။